မင်္ဂလာပါအခုဗီဒီယိုမှာကတော့2025ခုနှစ်ဇွန်လကနေ2025ခုနှစ်ဒီဇင်ဘာလအကုန်နဲ့အထိကံရာသီဝါရီရဲ့အကြောင်းကိုအရှေ့တိုင်းနခရဗေဒနိစနစ်နဲ့ပြင်ပြဟောပြောပြသွားမှာဖြစ်ပါတယ်စက်တင်ဘာလ18ရက်နေ့ကနေအောက်တိုဘာလ18ရက်နေ့တွင် မွေးဖွားကြသူတွေဟာကံရာသီဝါများဖြစ်ကြပါတယ်ကံရာသီဝါတွေဟာအခက်အခဲတွေကြားတဲ့ကဇာတုတိုးတာ အိုးရင်အစ်စ်ပိုင်ဆိုင်တာမျိုးတွေလုပ်ငန်းအစ်စ်လုပ်ရတာမျိုးတွေလုပ်ငန်းတိုးချက်တာမျိုးတွေကိုကြုံတွေ့နိုင်ပါတယ်အကြီးအကဲတွေကအရေးပေးတာလုပ်ငန်းအောင်ပြင်တာကိုလိုချင်တဲ့နေရာကိုတောင်းရွှေ့ရတာမျိုးတွေကြုံတွေ့နိုင်ပါတယ်ကံရည်ဘွားတွေအနေနဲ့အခုနှစ်မှာတော့ဝိထေလုပ်ငန်းနဲ့လောက်ကုန်ပစ္စည်းရောင်းဝယ်ခြင်းလုပ်ငန်းကတွေအကျိုးမြတ်တွေအများကြီးရရှိမှာဖြစ်ပါတယ်အချမ်းပြေလုပ်ငန်းတွေကလည်းအကျိုးပေးမှာဖြစ်ပါတယ်မစ္စတာကောင်းများနဲ့တွေ့ဆုံပြီးတော့မှ ခီးသွားတာမျိုးတွေ့တွေ့နိုင်တယ်။ဝင်ကြီးပဲဆိုင်ရာလုပ်ငန်းတွေမှာအကူအညီပေးတဲ့သူတွေလည်းပေါပေါလာမှာဖြစ်ပါတယ်။ကာယောဂဝင်လုပ်ငန်းတွေကနေပြီးတော့အကျိုးမြတ်တွေလည်းဖြစ်ထွန်းရရှိနိုင်ပါတယ်။အခြေရေးအင်တော်ကြီးကိစ္စကိုကယ်ပြရမယ်ဆိုလို့ရှိရင်တော့ကံကောင်းခြင်းတွေကိုယ့်ဘက်မှာရှိနေပေမဲ့ဆုံးဖြတ်ချက်ချဖို့အတွက်ဝေခွဲမရခက်ခဲမျိုးတွေတွေ့တွေ့နေရပါလိမ့်မယ်။ လူငယ်တွေအနေနဲ့ကတော့အစိမ့်ပညာရေးတွေကိုတည်ယူခွင့်ရရှိမှာဖြစ်တယ်လို့အကျိုးရှိတဲ့သင်တန်းတွေကိုလည်းတယောက်ကတယောက်ခွင့်ရှိနေပါလေရှိနေပါလေဆောင်ရဆောင်ရတွေအနေနဲ့ကတော့ဇလုံးပြီးတော့ပြန်ဂါရတာကိုနန်းနဲ့အိယာထရင်ကိုကောက်ညာအိယာဝင်ရင်ကိုကောက်ရွတ်ဆိုဖို့လိုအပ်ပါလိမ့်မယ်မိမိတက်စေရွတ်ဆိုနိုင်မှာကပို့ပြီးတော့ကောင်းလုံပါလေအမေသားစားတာအင်းကြီးအပြာကြီးညင်ခွတ်တော်ဘူးဆောင်ကျင်ဖို့လိုပါလိမ့်မယ် နောက်မြောက်တောက်ရက်နဲ့နောက်ဖက်ရက်တွေကိုခီးသွားတာမျိုးတွေကိုအထူးဆောင်ကျင်ဖို့အတွက်လိုအပ်ပါလိမ့်မယ်မိမိဝေပိသားအဝိစားတစုံကိုဆေးရနွမ်းပါတဲ့သူတွေကို အလူဒါနပေးလိုက်ပါကံရာပြီးွားများကျမ်းမှချမ်းသာလူရဆန္ဒတွေပြေဝကြပါစေ